ဘုရားပင်နယ်ဖရူဆိုမြို့နယ်တဲကအမတ်၁၄စစ်လက်ချင်ရေးအကြောင်းပြုလို့ရအောင်အတွက်တင်းစင်းလိုက်တဲ့ရွာသားတွေရဲ့တောင်ရမြေဧကဟာ1900လောက်ရှိတယ်လို့အစိုးရဌာနဆိုင်ရာတွေက ပြောဆိုပြီးမဲ့လဲအမှန်တကယ်ဧက3000လောက်ကိုတင်ထားတာဖြစ်တယ်လို့ဒေတာကန်တွေကပြောပါတယ်။တင်းစင်းထားတဲ့မြေတွေကို2014ခုနှစ်မှာဆလုံးမြေဖြစ်ဧက169.86တာပြန်လည်ပေးအပ်ခဲ့တာကြောင့်အတုံးမပြူတော့တဲ့မြေအလုံးကိုပေးတာမဟုတ်တဲ့အတွက် နောက်တိုးလာတဲ့လူဦးရေနဲ့စာလိုက်ရင်ရွာသားတွေအတွက်ဘယ်လိုမှစာဝတ်နေရေးကိစ္စအဆင်မပြေဘူးလို့အသက်80ရှိပြီဖြစ်တဲ့ကရင်နီအဖိုးအိုကပြောပါတယ်။တနဖြစ်ဖေရပယ်ရာပစက်ဇူဒီနမပက်မိချပါတော့တော်ရဖက်တအာဒီရပါပက်ဖက်လော်တော့နီကျပဲဒေခုကလောနမအဒီပတီရပါပက်ရာဖက်အိမတော့ဤပါပက်တော့ ထိုးများတဲ့ဟာသူတို့ငငယ်တုန်းကတော့ဒီတောင်ရာတွေကိုနိနိညညကြိုက်တဲ့ချိန်တွားလို့ရနေခဲ့တဲ့ဘဝတွေဆုံရှုံခဲ့ပြီလို့ပြောပါတယ်။ဘယ်ရှိညာဘုဒ္ဓတေတိမအနော်ရှာပေမာပေရပပေလာပေပူပနေမှာအနော်ဘောရပေတို့တို့အမေနလာအတပ်ခွေခုကတဲ့ပေတေအေဗျာ အမတ်ဆက်လေးစစ်လေးချည်ကြီးကြောင်းနဲ့နီးတဲ့ရွာလူရွာသားတွေဟာချက်ပြုတ်စားတော့ဖို့ထင်းအတွက်ပါအခက်အခဲဖြစ်လာတယ်လို့ပြောပါတယ်တာကုန်မှာဘလူးပတ်ပြိမနာနကွချရာဒီချွနဲ့တော့ဖိမအိုချက်ချက်လောနကွချဖိမတဲ့ဖိပဲပတ်တော့ပတိကြပဲပဲလားအတာပါပဲညိတော့ အမတ်ဆက်လေးစစ်လေးကြီးအကြောင်းဟာရွာ၆ရွာရဲ့အလယ်မှာလာတီဆောက်ထားတာဖြစ်တာကြောင့်ရွာလူရွာသားတွေကဒီလေးကြီးအကြောင်းကိုကာကွယ်နေရလို့ဖြစ်တဲ့အတွက်နိုင်ငံတကာနဲ့လုံးဝစန့်ကျင်ဘက်ဖြစ်နေတယ်လို့ကရနီတောင်တူလယ်ထမတမကဥက္ကရာကပြောပါတယ်။အမတ်ဆက်လေးကအလယ်မှာခြေရွာ၆ရွာရဲ့အလယ်မှာယာတီနေတယ်ဆိုတော့ဟိုဟိုတမရော်ဆိုတာပြည်သူကကွယ်ဖို့ဖွဲ့စည်းထားတာလားတမွေပြည်သူ လူထုကတောက်မလောက်ကပဲဟိုအကြတီးပေးရလားဆိုတာစစ်စစ်လေးဖြစ်ဖို့လိုတယ်ရွာ6ရွာကိုအကာကွယ်လာပေးတာမဟုတ်ဘဲနဲ့ဒီ6ရွာကိုအကာကွယ်လာယူရလို့ကျွန်တော်ဒီလိုအပ်ထင်တယ်အမတ်စလီစစ်လက်ကျေးအကြောင်းဆောက်ဖို့အတွက်အတိပေးခြင်းမျိုးမရှိတာကြောင့်ခြေရွာလူလူနဲ့တောင်ရပိုင်ရှင်တွေမတိလိုက်ရဘူးလို့လောကျူခြေရွာသားတွေကဆိုပါတယ်သူတိတ်တော့အစားရဆိုဘာမှမပြောထားပါဘူးသူလာတိရလဲ ။ညာရီလည်းအကြောင်းမကြားထားမှဘူး။ဒီလိုမျိုးလားတိတ်တဲ့အဲ့ဒီတော့ပဲစီလည်းမပြောထားဘူး။သူတို့သက်သူစဒါနဲ့သူတို့လားတိတ်တာကြတယ်။ဒီနာပါနဲ့။ဦးပြရရဲ့တောင်ရသုံးအေကပါရာခဲ့တာဖြစ်ပြီးတဧရိယာဖြစ်လာရောက်ရှင်းလင်းစဉ်တုန်းကတောင်အောက်ပိုင်းကရပိုင်ရှင်တွေစိုက်ပြိုးထားတဲ့တိနံပင်တွေနဲ့စဘာပင်တွေဖြက်စည်းခဲ့ပေမဲ့ရော်ကြီးဆိုတာမရခဲ့ဘူးလို့ပြောပါတယ်။ဒီကအဒီတောင်းဖက်မှာတော်တော်များတော့ရှိရှိကြပဲတချို့လဲ သူလာဖောင်းမယ်ဆိုလို့စေသူမြင်ပဲခေလဲသူဒိုဆန်သူထိုးတာလားစီတယ်နော်သူအဲ့ဒီအလောက်တမတွေပဲသူအဆော့ဖ်ဝဲတက်ဆိုစထူရလဲအဲ့ဒီတော်ရပေါ်နဲ့သူလိတ်ချလဲစဘာပေတွေသူတိပေသူခိုးလဲလဲအဲ့ဒီတော်ရပေါ်ဂလုတ်ပြတ်ကြောင်းတော်များတယ်ကျေးရွာ600ရဲ့အလေကိုဗဟုထားပြီးစစ်လေးကျင်ရေးစခန်းဖြစ်တိဆောက်လိုက်တာကြောင့်တိတ်စီကံလယ်မြေတွေထဲမှာရွာ600ရွာလုံးပါဝင်ခဲ့တာပါဒီတိတ်ထားတဲ့လယ်မြေကလည်း ဟိုတီရောလဲပိုင်ဒီတီရောလဲပိုင်အကလုံးပါနေတဲ့တယ်လေဟိုဟိုကျွန်တော်ပြောရင်ဟိုဒီစီလေးကြီးချောင်းဆိုတာဟိုတကယ်လူလူမရှိတဲ့နေရာမှာတော်ပြီးတော့လောက်ရေအစပြေအကားဆုပ်ပါပဲလို့သူပြတယ်ကတော့သူ့လေယာဉ်မြေတိုးအေကတင်းခံလိုက်ရတာဖြစ်ပြီးစိုက်ပြိုးထားတဲ့သီးနှံပင်တွေအတွက်ဘာတစ်ခုမှယုံကြည်မရဘူးလို့ပြောပါတယ်ဒီကဆက်ထားလာတော့အဲ့ဒီစပါညီပဲ မပြတ်တော့ပါသူတို့လည်းသူတို့အပေတွေဖြစ်တာလည်းသူတို့ရောက်ကြည့်တယ်ပြတာလည်းဘာမှမရှိပါဘူးရကျင်းကွေပြည့်တေက9000လုံးပေးခဲ့ပြီမဲ့လေတားစင်မြေစက်အတွက်သူတို့ရဲ့တောင်ရတွေဟာမတန်မှန်းတိလို့မယူခြင်းပေမဲ့လေအချို့လူတွေကိုမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့တွေက အတင်းအာရမလက်မှတ်ထိုးယူခိုင်းတာကြောင့်ယူလိုက်ကြရတဲ့လူတွေရှိတယ်လို့ပြောပါတယ် မျိုးနဲ့အချွေးမှုတို့သူတို့လည်းပြောသွားတာမြင်များလာပါဒီရုပ်ကိုလာပါနေတော့နောက်ကျတို့တော်တွေ့လာအလာဒီရုပ်တီကိုလက်မလာထိုးနေတို့ပစ္စာပေးမယ်သူတို့လည်းချစ်ချောသွားတော့အဲ့ဒီတေကငါတော့နဲ့ကျွန်တော်လည်းလောက်ဝမယူချင်ပါဘူးဒါလည်းမတောင်းပါဘူးကျွန်တော်တို့ စစ်စမဲ့အဒီတသမိဆက်ထိကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိဒီခုနဲ့ဆိုလောကဖူလုံးမှုတော့မရှိနိုင်ဘူးစာတော့လက်မယူချေပါဘူးဒါပေမဲ့တို့အတိတ်တမလက်မထုံးခက်လို့တို့အတိတ်တမကိုငွေပေးတဲ့သဘောမျိုးဖြစ်သွားလို့ကျွန်တော်တို့တော်တော်နေနဲ့ချက်ချောက်ပြီးတော့မှတို့ငွေပေးတဲ့သဘောမျိုးလာတော့တော့ဘူးသူဆိုမြို့နယ်ကအမတ်၁၄စစ်လေးကျင်းအကြောင်းဆောက်အတွက်တောင်ယာမီများကိုတင်းခဲ့တယ်လို့ဒီမော့ဆိုမြို့နယ်က ဒေါက်ဆုရှိအပါဝင်ရွာ300ရွာကိုအမြောက်တက်ရင်အမှတ်360တိဆောက်အောင်အတွက်1988ခုနှစ်မှာတော့ကြေးရွာသားတွေကိုမာရှယ်လော့ဆိုပြီးပြောဆိုကမောင်းထုတ်ခဲ့တယ်လို့ဆိုပါတယ်။ထောင်ကွယ်အစီအစီချင်းမှာတော့ကျွန်တော်ကသိနေတာမဟုတ်ဘူး။မာရှယ်လော့နဲ့အချင်းဖြတ်လေးဖြတ်ကုန်ဖြတ်တာ။အချင်းကျွန်တော်တို့သုံးကျွန်တော်ရွာနေဘေးမှာလည်းပြက်ကနေနဲ့ထီတီကူရှိသေးတယ်။အဲ့ဒါလည်းမောင်းထုတ်ခံရတယ်။ဒါကစားဦးမောင်ကြီးကမောင်းထုတ်ရာဒီမြေဧရိယာနေတူကွင်လုံးပေါ့နော်။အိုး အခြားရွာတွေလည်းအကုန်ပါတယ်၃ရွာ၃ရွာမောင်းထုတ်ခံရတယ်ဒါတိမ့်တယ်လို့မပြောဘူးတကယ်အချိန်တော့ဖြက်လေဖြက်စီးရအာနာကြောက်တိုက်ရလုံချုံရေရတို့ကမောင်းထုတ်ပလိုက်တယ်၄ရက်အတွင်းကျွန်တော်တို့ကထွက်သွားရတယ်ဒီမှာကျွန်တော်တို့ဒုက္ခမြင့်မြင့်ရောက်တော့ပေါ့ ကျေးရွာသားတွေကိုမောင်းထုတ်ပြီးတဲ့နောက်ပိုင်းမှာတော့လုံကြုံရေးအခြေအနေရဟုဆိုတာအစပိုင်းမှာတဲသုံးလေးလုံးထိုးခဲ့တာတွေ့ရပြီးရွာသားများမင်းများညာခဏပဲနေမှာလို့ပြောဆိုခဲ့ပြီး2014ခုနှစ်မှာတော့တပ်ပိုင်မြေဖြစ်ကြောင်းပြောဆိုလာတယ်လို့ရွာသားတွေကပြောပါတယ်။မဲသူတို့တိမ့်ပါတယ်လို့တခါမှလုံးပြော2014ရောက်တဲ့အချိန်မှာပဲဒါတပ်မြေဖြစ်ပါတယ်2014ခုနှစ်လပိုင်း 29ရက်နေ့အချိန်မှာတမ်းမြဖြစ်ပါလေလာမှမောင်းထုတ်ပေါ့ကျွန်တော်တို့တောင်းရအောင်ဒီမှာကျွန်တော်တောင်းရတဲ့ဖက်တစ်ချမ်းရှိတယ်ဒါဖြစ်ဒီဖက်တစ်ချမ်းလုံးလာကျွန်တော်တောင်းရတယ်ခုလိုရွာတွေကိုမောင်းထုတ်ခဲ့တာကြောင့်ရွာသားတွေကအခြားဆွေမျိုးများရှိရာကြေးရွာတွေမှာတွားရောက်နေထိုင်ခဲ့ကြရတာကြောင့်အခက်အခဲများစွာနဲ့ရင်ဆိုင်ခဲ့ရတယ်လို့ဆိုပါတယ်စစ်တပ်တွေကအမြောက်သား360ပေါ့နော်ဒါငါတို့မြင်ပါဒါဆက်လုပ်လို့မရတော့ဘူးဒါ တက်ပိုက်တဲ့မြည်ဆိုပြီးမှဖြစ်သွားပြန်ရောဆိုတော့သူသူတို့တိုင်ဝတဲ့အချိန်ခါကျတော့လေရရအောင်ချုံရင်မှုတက်ဆက်ရသူအတိမမပေးပဲနဲ့သူတို့ခူးပြီးတိန်တဲ့ပုံစံမျိုးလည်းဖြစ်တာပေါ့နော်ခါကျတော့ဒီခူးမှာပဲတော်တော်ခံစားရကြတာဒီဇောက်နေလေခက်ခက်ဂလုတ်ဖြစ်ကုန်တာတိန်သွားတာတော့ဘယ်လိုခက်ခက်ရှိလဲဆိုရင်ကျွန်တော်ဇောက်နေရဲ့အဆင်မပြေတော့တော်တော်လည်းခက်ခက်ရှိတယ်ကြမ်းမရဲလည်းအဆင်မပြေဘူးဟိုကျွန်တော်ဟို ပညာရေးအနေနဲ့ဆိုရလဲအဆင်မပြေဘူးကျွန်တော်အခက်အခဲအမျိုးမျိုးရှိတယ်ဇာဝနေရလောကအဆင်မပြေဘူးဆိုတာကျွန်တော် ပြောလာခင်တာနေရာဒေတာမရှိလို့တောင်းရလည်းမရှိဘူးလည်လည်းမရှိဘူးနေရထိုင်ရတာတော့လေကျွန်တော်လည်းတိတ်ပြီးအဆင်မပြေဘူးတွားရလာရလည်းခက်ခဲအမျိုးမျိုးဆိုရင်အဲ့လိုမျိုးကြုံနေရတယ်ရတုံးရလုံးပြောင်းရွှေ့ခံခဲ့ရပြီမဲ့လေတအေရိယာအဆောက်ဦးနဲ့ဝေးတဲ့နေရာချို့မှာတော့ တောင်ရလုတ်ကင်နေစေဖြစ်တာကြောင့်မို့ဆက်လက်တင်းစီခြင်းမပြုနိုင်အောင်နိုင်ငံတော်မှမြေပိုင်ခွင့်လက်မအထောက်အထားများရကျင်ကြောင်းရွာသားတွေကပြောပါတယ်။တို့တော့တောင်းဆိုထားတာရှိတယ်ဟိုအရေးဆိုင်တော့မဟုတ်ပါတော့ကောင်းကောင်းမို့ပဲတို့ပြောပါတယ်ဒါကျွန်တော်တို့တရားဝင်လက်မလေးလူချင်းတဲ့ခုလက်ရှိခင်ဗျားတို့တက်ပိုက်တဲ့နေရနဲ့တက်လို့အပ်တလို့ပဲယူတော့ပါယူတိုင်းပါကျန်တဲ့တော်သူလေဓမ္မတွေ့ရတာဒါကျွန်တော်တို့အတွက်ကျွန်တော်တို့တွေ့တော့ကိုယ့်အကူပိုက်ခွေလက်မလေးတော့ ပုံစံခုတ်ဖြည်းဖြည်းပုံစံတက်ငါပဲဖြည်းအဲ့ဒါကိုကွာကိုပိုက်စစ်ချင်တာပေါ့နော်အဲ့လိုမျိုးပြောပြောလိုက်တယ်သူတို့အဲ့ဒါကိုအထက်အမိတ်ကမရသေးပဲနဲ့နေတော့ပေးလို့မရဘူးတဲ့အဲ့လိုမျိုးတွေကဖြည့်နေတယ်ရှုပ်နေတာကြတော့အခုတရားလဲရလုံနေတယ်တော့မှပြည်သူလူထုကျွန်တော်တို့တောက်တုံးလဲတော့မှအချင်းချင်းတော့ပြဿနာတက်သွားနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ကွာအဲဟိုလိုပေါ့နော်ဒီမြန်ကမြေပါဟိုလိုကကျွန်တော်မြေပါဆိုလားပြောရခါကြတော့ဒါနေ့မှပုံစံခုတ်ရှိလားနေ့မှပုံစံတက်ငါရှိလားသူတို့ပြောလဲကွာအဲ့လိုမျိုးပြောအားမရှိဘူး ခါကျတော့အဲ့ဒါလေးကိုထုတ်ကျင်တယ်ဆိုတော့တို့ကောင်းကောင်းမို့တော့တောင်းဆိုထားရှိတယ်။ဒါမဲ့တို့ကအခုချိန်တည်းမပေးခဲ့ပါဘူး။ခရီနီပြည်နယ်ရဲ့မြေတင်းပြဿနာတိုင်းဟာစစ်တပ်နဲ့အများဆုံးဖြစ်နေခဲ့တာကြောင့်ဘိုးဘပိုင်တောင်ရလေယာမြေတွေကတော့ရှေးအစဉ်လာတိုင်းလွတ်ကင်စားတောက်နေကြပြီ။ပိုင်ဆိုင်ခွေပုံစံလက်မများမရှိခဲ့တာကြောင့်နိုင်ငံတော်တက်ဆိုင်ရာအဖွဲ့အစည်းတွေကပုံစံလက်မများအများဆုံးပြုလုပ်ဆောင်ရွက်ပေးတဲ့ကြောင်းခရီနီလူမှုခြေပြုအဖွဲ့အစည်းတွေကပြောပါရတယ်။ လက်ရှိကျွန်တော်တို့ဒေတာတွေရဲ့မြေစင်းတွေအနေနဲ့ကလည်းတက်နေဖြစ်တဲ့ပြဿနာတွေမှာဆိုရင်ထိတ်တရင်ဆိုင်ရဲမှုမရှိတာကိုလည်းကျွန်တော်တို့တွေ့ရတယ်အဲ့ဒီအတွက်ကြောင့်မို့လို့သူတို့တွေအနေနဲ့လောက်ကင်ပေးဖို့အတွက်လည်းဒါစနစ်တကျစုံစမ်းမှုတွေသူတို့ခွင့်ပြုချက်ရယူမှုတွေဆိုတာတွေကိုလည်းကျွန်တော်တို့ရှုမြင်နေရတယ်ကျွန်တော်တို့ရဲ့လေယာဉ်မြေအတွက်ပုံစံတစ်ပုံစံခွန်ဆိုတဲ့အနေထားတည့်ရမှာရှောက်ထားတော်ညာလဲလုတ်ပေးဆောင်ရွက်တဲ့နေရာမှာ အချိန်ကြန့်ကြာနေတာတွေကိုတွေ့ရတယ်လက်ရှိသက်ဆိုင်ရာလေယာမီစီမခန့်ခွဲကော်မတီတွေမိစင်းတွေကတော့ဒီအပေါ်မှာကိုအမြန်ဆုံးဆောင်ရွက်ပေးသင့်နေတဲ့ကာလပဲဖြစ်ပါတယ်လေယာမီပိုင်ဆိုင်မှုကိုအကန့်အသတ်နဲ့ပိုင်ဆိုင်ခွင့်ပေးထားတဲ့နိုင်ငံတွေရှိသလိုအကန့်အသတ်မရှိပိုင်ဆိုင်ခွင့်ပေးထားတဲ့နိုင်ငံတွေလည်းရှိနေကြတာပါဒီလိုပိုင်ဆိုင်ခွင့်တွေဟာနိုင်ငံရေးအတွေးအခေါ်ကြောင့်ဖြစ်လာရတာလို့ မကြံရန်ဖက်ဒရယ်ဥပဒေအကယ်ဒမီအကြောင်းမှာကြောင်းတက်နေတဲ့ဥပဒေကြောင်းသားတွေကပြောပါတယ်။နိုင်ငံကလက်ခံကျင့်သုံးတဲ့နိုင်ငံရေးသစ်ကိုဆိုင်သွားတယ်။အဲအဲ့ဒီနိုင်ငံရေးသစ်ကိုနဲ့ပတ်သက်ပြီးတော့နည်းနည်းတော့ရှင်းပြပါဦးမယ်။ဟုတ်ကဲ့ပါဘူးဒီအခုပြောသွားတဲ့ကဒီနိုင်ငံရေးသစ်ကိုနဲ့ပတ်သက်ပြီးတော့အပါမဆုံးရှိရင် community social care နောက်ပြီးတော့ social democracy အာဏာရှင်ရဲ့ liberty ဆိုပြီးတော့ရှိရတယ်။ဒီ community social care ဆိုလို့ရှိရင်ကြတော့ဒီ တို့ဖေးစီတကုလုံးနဲ့ပေါ့တို့ရအကျိုးနဲ့တို့ရတန်းတူရရှိမှုတို့ကအဓိကထားကြတယ်ပေါ့နောက်ပြီးတော့ဒီ liberal မှာဆိုလို့ရှိရင်ကျတော့သူဦးချင်းစီရအကျိုးနဲ့တို့ရလွတ်လပ်မှုကအဓိကထားကြတယ်ပေါ့နော်ဒီ social democratic system မှာကျတော့ခဏတော့ပြောသွားတဲ့ community ရဲ့ liberal ရဲ့အဲ့ဒီစနစ်တွေကအကောင်းဖွဲ့တို့တို့ကယူပြီးမှပြန်တော့ပေါင်းစပ်ပြီးမှချင်းတောင်းကြတယ်ပေါ့နော်အားလုံးချင်းစင်ကျတော့ဘုံမြတ်ဒီရဲ့တိုင်းတွေမှာတော့မှတူတူပြောချင်အောင်လို့ဟုတ်တယ်ပေါ့နော် လေယံမီသိန်းကိစ္စတွေနဲ့ပတ်သက်လို့တောင်သူလေဓမာတွေအနေနဲ့တည်ဆဲဥပဒေကိုတည်တည်ချာချာလေ့လာပြီးပြန်လည်တောင်းဆိုတင့်တယ်လို့ဥပဒေပညာရှင်တွေကပြောပါတယ်စစ်တပ်ကလေကွက်တူကသွားပြီးတော့ဧက200လား300တော့ဆိုင်းမှုတက်လိုက်ပြန်တက်ပိုင်ကြီးမချူးကြော်ရဒါအဓိကပြတ်တာလေအဲ့ဒီတိုင်ပဲဒါနိုင်ငံတော်ပိုင်နဲ့မြေဆိုတော့မှအစိုးရကရောဟာကိုုံလို့ဝင်းဌာနလုပ်ဖို့လားဘာလုပ်ဖို့လားအကုန်လုံးဟိုစီးမဲ့ကမ်းမဲ့ဥပဒေမဲ့တိန်းတာခဏချင်းဆက်ပြတ်တယ် ဒါကြောင့်ဒီဟာကိုနားလေအချို့လေတမဥမာအဲအဲရာယူတိုင်းရတယ်တမကြီးတချို့ဆိုရင်လည်းပြန်ရတယ်အဲ့တော့ခမရတို့တိန်းတာဟာဘယ်ဥနဲ့တိန်းတယ်ပြောနော်အဲ့တော့1953ခုပြည်က2012ခုနှစ်မတ်လတုန်းကအတီးဖြစ်တယ်ဒီကြားထဲမှာစစ်တပ်တိန်းတာဘာကြောင့်တိန်းတယ်ပြောဥပဒေကြောင့်မရှင်းပြနိုင်မရှင်းပြနိုင်တော့တိတိကျိပြန်ပြရတယ်ရှိလာတယ်ဒါကြောင့်ဒေသမားတွေဟာတည်ဆဲဥပဒေကိုဟိုဥပဒေတွေတခြားလေးလာဥပဒေပါအခွင့်အရေးကိုတခြားတင်းတောင်းဆိုမယ်ဆိုရင်တချို့လည်းမြေတော်များပြန်ရနိုင်ခြင်းရှိပါတယ်